ဘုရားတဆူတဆူပွင့်မှခမည်းတော်မဲခင်ဖောင်ပြင်းနေရတာနော်အဲဒီမဲခင်ဖောင်နာရဲ့ဖောင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်များလဲတောကပရိဒီဝမငြိမ်းဘူးလားအပေဒုက္ခကောမသိမ့်ဘူးလားမင်းလေအဲ့ဒါရှားရလွယ်လွယ်လားဗျာလေးတင်ချင်းနဲ့ကဘာတသိမ့်လားမင်းလေဒီမဲခင်ဖောင်ပြင်းဒီသူ့အတွက်တာသူ့တယောက်တည်းယူမယ်ဆိုသူ့မိတာလက်ထက်ကရပါသေး သို့တော်အများဝေနေရသည့်အတွင်မဲခင်ပေါင်ပြင်းနီးကိုပြေးဖို့ရာတွင်လေးတင်ခြင်းနဲ့ကဘာသိပါရမီ7ပါးပြာ30စွန်ကြီးကြီး5ပါးကျူးစားခဲ့ရတာဥစဉ်တို့တရားဓမ္မတွေနဲ့ဥစဉ်တို့အတွက်ဟေးကျူးစားခဲ့ရတယ်လို့မှတ်ပါဝေနေရသည့်အတွက်သူကျူးစားခဲ့တာသူအတွက်ကတော့ဖြင့်များ သူမိသားလက်ထက်ကယူမယ်ဆိုရင်အရအရတမေညံပါမရဘူးလားရတယ် ဒီရမယ့်အရတမေညံပန်းကိုစွန့်လွတ်ပြီးမှအများကျူအတွက်ဆောင်ရွက်တာဗျာအများကျူအတွက်ဆောင်ရွက်တော့လေဥစဉ်တို့တရားဓမ္မတွေဘုရားဖြစ်တယ်ဆိုပြီးတော့ gain ခိုင်နေတာလားလေမေးကြည့်တော့55ဝါပတ်လုံးတခါနဲ့ည300တရားနဲ့ကျင့်ပြီးတော့အကုန်လုံးမဲ့ခင်ပေါင်းပြင်းဤကို ေးအဆုံးမမပေးဘူးလားပေးတယ်ပြရိုက်တဲ့လုပ်ငန်းကိုဖြင့်ဦးဇင်းတို့ဖရာလောက်လုံနိုင်တဲ့ပုဂ္ဂိုလ်ဘယ်ရှိမလဲဗျာဟမ်အများဝိရိယအတွက်လုပ်ခဲ့တာဟင်မလီပါရမီဖြည့်တဲ့အခါတွေများကြည့်မယ်ဆိုကြီးညူလို့ပဲဆုံးစရာရှိမလဲဒါဦးဇင်းတို့နဲ့တကွာဦးဇင်းတို့တရားဓမ္မတွေအတွက်သူတယောက်တည်းနိဗ္ဗာန်ယူရင်သူမိသားစုတက်ကရရတယ်လို့ဘုဂုတ်ဆရာတော်ဘုရားကြီးခဏခဏအဆုံးမပြီးတယ်။မှန်ပါဗျာ အဲ့ဒါဥစ္စေတို့တက္ကရမကြီးကိုတော်ကြီးကဘဲခင်ဖောင်ပြင်းဤကိုပေးခြင်းလို့ပွင့်လာတယ်ခမည်းတော်ကလည်းဘဲခင်ဖောင်မပြင်းဘူးဆိုရင်တော့ကိုတော်ကြီးပွင့်တော်မူရတဲ့အကျိုးကနတ်ပါမလားမှန်ပါဗျာကိုနဲ့သာသနာနဲ့တွေ့ရကျိုးကရှိသေးလားမှန်ပါဗျာဟာဒါဖြင့်ပဲကိုဟာကိုဘာဖြစ်သွားမှန်းတော့မသိဘူးဥပ္ပဒီဘာဖြစ်သွားဟုတ်ရမပြော စေသာဥစ္စနုတ္တဂာဓမ္မတွေဟောမှာပါခမရတို့ခုသာနာနဲ့ကြုံတဲ့အကျိုးဟာဟောတို့သာနာနဲ့ကြုံတယ်ကြုံတယ်ဆိုတာအပြောနဲ့မကြုံမဲနဲ့ညာနဲ့ကြုံစေခြင်းလို့ပါအပြောနဲ့အပြင်လူတိုင်းကြုံနေတာတို့သာနာ2500ကြော်ကြော်လေးရှိတယ်2500ပြော့ပြော့ကြံပါသေးတယ်ဆိုတော့ဒါရီကနှစ်တီတွေ့ပြနေတာကိုနဲ့ဆိုင်တာလေးကိုပြောပါ ခဏိသီလသမารိပညာသိခ၃ရာဂိမ့်အောင်ကျူးစားရင်ခဏိသာသနာရှိတယ်။အေးဒီသီလသမารိပညာမှာဂိမ့်အောင်မလုပ်ရင်ခမည်းတော်ဟေးသာသနာအရှင်းမဂိမ့်သေးဘူးဗျာ။အရှင်းမဂိမ့်သေးရင်ခမည်းတော်အာကုရအရှင်းတခင်မရှိသေးဘူး။အေးအာကုရအရှင်းမရှိဘဲနဲ့သားနဲ့ပြောသမီးနဲ့ပြောစည်းဝါးနဲ့ပြောနေတာဒီခမည်းတော်စဉ်းစားပါ။